စကိုင်းနိုင်စကိုင်းမြို့မှာဆောဆုကခရီးသည်တင်ကားပေါ်မှာလိုက်ပါလာတဲ့မျိုးသားတွေကိုဒီဇင်ဘာ၈ရက်မနက်ပိုင်းမှာပေါ်တာဆွဲဖမ်းဆီးရတဲ့ငွေညစ်တာတွေလှုပ်ဆောင်နေရလို့ဒေသခံသတင်းမြစ်တီကအမှတ်ပီကိုပြောပါရယ်။မုံရွာမန္တလေးလမ်းပိုင်းကောင်းမှုတော်ဖရားအကျော်ကနီလာဦးရက်ွက်ရထားတန်လမ်းမှာဆောဆုတက်တွေကခရီးသည်တင်ကားပေါ်မှာလိုက်ပါလာတဲ့အမျိုးသားတွေကိုပေါ်တာဆွဲဖမ်းဆီးနေတာလို့ဒေသခံသတင်းမြစ်တူကပြောပါရယ်။ ကျောစုကစကိုင်းမျိုးပေါ်ရက်ွက်တွေမှာနေစဉ်လလို့အမျိုးသားတွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေအပြင်မျိုးပေါ်မှာဖျက်တမ်းသွားလာနေတဲ့ခီးသည်တင်ကားတွေပေါ်ကအမျိုးသားတွေကိုပါပေါ်တာဆွဲကဖမ်းဆီးတာတွေပို့တိုးလုလာတာပဲဖြစ်ပါတယ်။ကျောစုရဲ့လူသစ်စုဆောင်မှုကြောင့်စကိုင်းမျိုးပေါ်မှာတရက်ကိုအ ਨੇ စုံအမျိုးသား၁၀ဦးကနေ90ဝန်းကျင်အထိဖမ်းဆီးခံရရတယ်လို့စကိုင်းမျိုးခံနေရဲ့ပြောဆိုချက်ကတော့ MFP အနေနဲ့တိကျအတိပြုနိုင်ခြင်းမျိုးမရှိသေးပါဘူး။ က်ရှိစကိုင်းမြို့ပေါ်မှာစိုးစုကလာမဲ့ဒီဇင်ဘာ28ရက်မှာလုံးမဲ့ရွေးကောက်ပွဲအတွက်မြို့ကန်တွေကိုစီယုံနာတွေလှူဆောင်နေတယ်လို့စစ်ဆောင်ပြည်သူတွေကိုပါမဲထဲဖို့ရငွေကြေးနဲ့စားနပ်ရိက္ခာတချို့ပေးကစီယုံနာတွေလည်းလှူဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စိုးစုကစကိုင်းမြို့ပေါ်မှာပေါ်တာဆွဲရနဲ့ရွေးကောက်ပွဲအတွက်မဲဆွဲစီယုံနာတွေလှူဆောင်နေပြီးမဲ့တော်လန်ရေးတက်ဖွဲ့တွေ နေမြေစိုးမှုထားတဲ့စကိုင်းမြို့အပြင်ဘက်ကျေးရွာတွေကိုတော့မဲဆွယ်စီစုံရေးမလုပ်ရဲကြဘူးလို့ဒေသခံသတင်းမြစ်ကပြောပါရယ်။လွတ်လပ်တဲ့သူတွေမှာ